မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ပြည်တော်စုဝင်ကြီးဦးမမောင်အောင်နှင့်ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းငလင်ဘေးတန်တင်ဒေသများပြန်လည်ထူထောင်ရေးရုပ်ရှင်သဘင်ဂီတရန်မုံငွေပြည်သာကာဝေးဖြော်ပြမှုကြီးစုအားပေးတဲ့တင်ဖြစ်ပါတယ်။ ငလင်ဘေးတန်တင်ဒေတာများပြန်လည်ထူထောင်ရေးရုပ်ရှင်သဘင်ဂီတရံမုံငွေပတိတာကာဝေးဖြုတ်ရမှုကိုမေလ၁၀ရက်ညပိုင်းကရန်ကုန်မြို့တကုံမြို့နယ်မြို့မကျောင်းလန်းရှိအမျိုးသားဆက်ယုံတွင်ကျင်းပရာပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်အောင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းနဲ့တိုင်းဒေသကြီးဝန်ကြီးများဖိတ်ကြားထားတဲ့ဧည့်သည်တို့များပြည်သူများကြည့်ရှုအားပေးကြကြောင်းသိရှိရပါသည် ်ရှေးဦးစွာငလင်တန်တိဒေတာများတွင်ကုညီကယ်ဆယ်မှုနှင့်ထောက်ပံ့ခဲ့မှုမှတ်တမ်းဗီဒီယိုကိုပြသပြီးငလင်ဘေးတံတွင် ထိခိုက်ဒေဆုံးခဲ့သူများအားဝမ်းနေခြင်းအထိမ်းအမှတ်ဖြင့်10မိနစ်ငြိမ်သက်၍ဆုတောင်းမြတ်တာပို့သကြပါသည်အဲ့ဒီနောက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှနာမည်ကျော်အနုပညာရှင်များရဲ့ရုပ်ရှင်တည်တခြင်းများဖြင့်၎င်းအောင်ခင်မင်းရုပ်ရှင်ထုတ်လုပ်ရေးကအစီအစဉ်တင်ဆက်တဲ့ဒါရိုက်တာတန်ထိုက်ရွှေရိပ်တယောက်ဆောင်များဖြစ်ကြတဲ့ကျော်ထက်အောင် ကျော်ထက်စောမင်းတော်ဝင်းခင်စာကြည်ကျော်အေဝီတောင်မမဆောင်နေတရုတ်ဆောင်များစွာပါဝင်နေအချစ်ဆုံးအပေါင်းဆိုင်ဟာသာတခန့်ပြဆက်ဖြင့်၎င်း Hey Play Application ကအစီအစဉ်တင်ဆက်တဲ့ဒိုက်တာတင်မောင်ဆမ်းမင်းဝင်းရဲ့နက်ခတ်စိုင်းစီတွန်းခမ်းနေထနော်ဖိုအေတာမေပကြီးမေလာတန်စင်နဲ့တရုတ်ဆောင်များစွာပါဝင်နေပြည်သူအချို့တော်တည်တည်ဖို့ပြဆက်ဖြင့်၎င်း ပူပူရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Triple C ရုပ်ရှင်ထုတ်လုပ်ရေးတို့ပူးပေါင်းတင်ဆက်တဲ့ Director စုမိုးမင်းတက်ဦးမောင်တရုတ်ဆောင်ကောင်းမြတ်ဆန်းရှင်မွေလာမင်းဖုံမြတ်ချူလီချူစစ်ဟန်တို့နဲ့တရုတ်ဆောင်များစွာပါဝင်တဲ့ငါတို့အားလုံးလူအတူတူပြဆက်ဖြစ်၎င်း Director ညမင်းလူရဲ့ရန်အောင်တာကြီးမဟိန်စီတူမောင်မြရာတို့နဲ့တရုတ်ဆောင်များစွာပါဝင်သောဖုတ်သွင်းရထားပြဆက်ပြန်၎င်း ဒေါက်တာမောင်မျိုးမင်းရှင်နှင်းဖြစ်ရေတည်ဆောင်နေတူကြကြဘူးထွန်းထွန်းရဲလေးနဲ့တည်ဆောင်များအကအဖွဲ့များပါဝင်နေမနေ့ဖက်များလှပါစီတီအော်ပရာဖြင့်၎င်းဝဝီဆဆာဖြင့်ဖြော်ပြီးတင်ဆက်ကြပါသည်ပရိသာကဝေကြီးတွင်တရာတရားထက်တန်ကြတဲ့ပြည်သူများကငလင်တန်တဲ့ပြည်သူများအတွက်အလှူငွေများထည့်ဝင်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ မလျင်ဘေးတင်ဒေသများအတွက်ပြည်လဲထူထောင်ရေးရမုံငွေဈေးအောင်ပွဲတော်နဲ့ဖျော်ဖြေရေးဖွင့်ပွဲအခမ်းအနားတို့ပြည်တော်စုဝင်ကြီးတက်ရောက်အားပေးတဲ့တွင်ဖြစ်ပါတယ်ပြည်တော်စုဝင်ကြီးဦးမမအောင်ဟာ မေလာဆယ်ရက်နေ့ပိုင်းကရန်ကုန်မြို့ကဘာအေးစီတီလမ်းရှိ The Central Volleyball Public Area ဇုံတွင် ကိုရီးယားနိုင်ငံမှလာရောက်စီစဉ်ကျင်းပါတယ်။ငလင်ဘေးတင်ပြည်သူများအတွက်ပြည်လဲထူထောင်ရေးရမုံငွေဈေးရောင်းပွဲတော်နဲ့ဖြောပြေးရေးဖွံ့ဖွဲအခမ်းအနားတို့တက်ရောက်အပေးကြောင်းသိရပါတယ်။ဖွံ့ဖွဲအခမ်းအနားတို့ရန်ကုန်တိုင်းဒေသကြီးစီပွားရေးရာဝန်ကြီးလူမှုရေးရာဝန်ကြီးနဲ့ကိုရီးယားစီတုံအမှုပညာရင်ကျေမှုစင်တာဆိုခရိုင်ခွဲ KK Media နဲ့ CSD မြန်မာကုမ္ပဏီ ကိုရီးယားနိုင်ငံဆိုအထူမျိုးကေတရစင်ကောင်စဲနဲ့ဂျုံတို့ခရီးသွားလာရေးကုမ္ပဏီတို့မှတာဝန်ရှိသူများကေပေါ်နုပညာရှင်များနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ကြပါရယ်။ဦးစွာပြည်တော်စုဝင်ကြီးဦးမမောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများကိုရီးယားနိုင်ငံမှတာဝန်ရှိသူများကငလျင်ပေးတဲ့ဒေသများအတွက်ပြည်လဲထူထောင်ရေးရှမ်းမုံငွေဇေယောင်ပွဲတော်နဲ့ဖျော်ဖြေရေးဖွင့်ပွဲအခမ်းအနားအဖဲ့ချုပ်ဖျော်ဖွင့်လှစ်ပေးပါရယ်။ အဲ့ဒီနောက်ကိုရီးယားရိုးရာတူရီယာပညာရှင် မစ်ဟန်ချေဝမ်ကဒီခတ်ဖျော်ဖြေပြီးဆိုလိုအာတစ်ဟန်နီက ကေပေါ်ဒန်စ်ဖြင့်ကပြဖျော်ဖြေပါရယ်ဆက်လက်ပြီးပြည်တော်စုဝင်ကြီးဦးမမအောင်ကအဖွဲ့အမစကားပြောကြပါရယ်အဲဒီနောက်ကိုရီးယားနိုင်ငံဆိုမျိုးတော်အမတ်မစ္စတာကင်ယိုဟိုပေးပို့တဲ့ဗီဒီယိုမက်ဆေ့ကိုဖွင့်လှစ်ပြသပါရစေ။ အဲ့ဒီနောက်ကိုရီးယားနိုင်ငံရင်ကျေမှုအကစားနဲ့ခရီးသွားလုပ်ငန်းဝန်ကြီးဌာနခရီးသွားလုပ်ငန်းကောင်စီကေတရစင်ရဲ့ဥက္ကဋ္ဌမစ္စတာဆောင်ချေယွန်းကနှုတ်ခွန်းဆက်စကားပြောကြားပြီးကိုရီးယားနိုင်ငံ KK Media မြန်မာရဲ့ဒါရိုက်တာမစ္စတာချိုဆောင်ဝူကငလျင်ဘေးတင်ဒေသများအတွက်ပြည်လဲထူထောင်ရေးရမုံငွေစေရောက်ပွဲတော်နဲ့ဖြောပြပွဲပြုလုပ်ရခြင်းနဲ့ဆက်လင်းပြီးရှင်းလင်းပြကြကကိုရီးယားနိုင်ငံမှာ K-pop ဖွင့်များဖြစ်ကြတဲ့ Gave a Love လေယာဒန့်စ်အဖွဲ့နဲ့ဒရင်ကွေအဖွဲ့တို့ကဆက်လက်ပြီးဖြောပြတင်ဆက်ကြပါရစေ။အဲဒီနောက်ပြည်တော်စုဝင်ကြီးနဲ့ဇနီးကိုရီးယားဂေတူရစင်ကောင်ဆယ်မှဥက္ကဋ္ဌမစ္စတာဆောင်ဆယ်ယွန်းတို့ကဖြောပြတင်ဆက်ခဲ့ကြတဲ့ကိုရီးယားအနုပညာရှင်များအားအမတ်တရားဂုဏ်ပြုပန်းခြင်းပေးရပါရစေ။ အခမ်းအနားပြီးရင်ပြည်တော်စုဝင်ချင်းရဲ့အဖွဲ့ဟာတာဝန်ရှိသူများနဲ့အတူဇေယောပွဲတော်အတွင်းကိုရီးယားရွှေရအစားအစာများရောင်းချရန်နဲ့ရွှေရကစားနည်းများတွင်ပါဝင်နိုင်ရန်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်းလည်းကြည့်ရှုအားပေးကြပါရစေ။ကလေးဘေးသင့်ဒေသများအတွက်ပြန်လည်ထူထောင်ရေးရမုံငွေဆေးရောင်ပွဲတော်နဲ့ဖျော်ပြပွဲကိုကိုရီးယားစီတုံငင်းချေမှုစင်တာ ဆိုခရိုင်ခွဲ KK Media နဲ့ CSD မြန်မာကုမ္ပဏီတို့ပူးပေါင်းပြီးမေလ10ရက်နဲ့17ရက်တို့တွင် နေစဉ်နနက်9:00နာရီမှမွန်တယ်12:00နာရီအထိတစ်ချိန်နဲ့ညနေ4:00နာရီမှည9:00နာရီအထိတစ်ချိန်စီစဉ်ကျင်းပခြင်းဖြစ်ပြီးဇေယောင်ပွဲတော်တွင်ကိုရီးယားအစားအစာများကိုတင်တင်နဲ့ဆင်တို့ဖြင့်ရောင်းချသွားမယ်အပြင်ကိုရီးယားရွှေရကစားနည်းများကိုလည်းအခမဲ့ဝင်ရောက်ကစားနိုင်ရန်ထည့်သွင်းထားရှိကြောင်း ဒါအပြင်ကိုရီးယားနိုင်ငံတွင်ကျယ်နှပ်ပွဲမှာကျယ်လေးပွဲအစဉ်ထိရရှိထားကြတဲ့ K-pop အဖွဲ့များရဲ့ဖျော်ဖြေမှုများနဲ့ကျယ်များရဲ့ဥယင် animation ရုပ်ရှင်နဲ့ပေါင်နရအလားရုပ်ရှင်များကိုလည်းအခမဲ့ကြည့်ရှုနိုင်မှာဖြစ်ကြောင်းဇေယျပွဲတော်မှာရရှိလာမယ့်ငွေများကိုမေလာ၁၂ရက်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလှူဒါန်းတော်မှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင် ထပ်မံတင်ဆက်ပေးမှာကတော့စာစုပိမှန်တည်ဆောက်ရေးပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးစစ်ဆေးတဲ့တင်ဖြစ်ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်အောင်ဟာမေလ10ရက်မော်လယ်ပိုင်းကမင်္ဂလာတောင်ညို့မြို့နယ်ဥယျာဉ်ရပ်ကွက်ရှိအမှတ်18 A မှာစာစုပိမှန်အစအုံတည်ဆောက်နေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်ခံမာတွင်မြန်မာ Land and Development Limited Project Director ဒေါ်ရီယူနိုင်ကစာစုပိတ်မှန်အဆောက်အုံရာဂိုင်းတို့အလိုက်တိဆောက်ပေးစီမှုအခြေအနေများနဲ့ဆက်လက်ပြီးရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးကယခုတိဆောက်နေသောစာစုပိတ်မှန်ဟာနိုင်ငံတကာအထောက်အပံ့ဖြင့်တိဆောက်နေတဲ့တခုတည်းသောစာစုပိတ်မှန်ကြီးဖြစ်ပြီးငလင်တန်းခံနိုင်သောအဆောက်အုံဖြစ်ရန်နဲ့တိဆောက်မှုတွင်မြန်ဆန်မှန်ကန်စွာလှုပ်ဆောင်သွားရန်လိုအပ်ကြောင်း အဆောက်အုံဟာစာစုပ်ပိမှန်အင်္ဂါရက်နေ့အညီလာရောက်လည်လာသူများစိတ်ဝင်စားကြည့်ရှုခန်းစားနိုင်ရန် ပြင်ဆင်စုဖွဲ့တိစောက်ထားရန်လိုအပ်ကြောင်းတွေကိုမှာကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။